အားလုံးပဲမင်္ဂလာပါဒီနေ့ရေတင်မဲ့တင်ကန်းစာကတော့အခန်း၄လေးချင်ငယ်နော်၄သမာ၅ပြန်လေးလေးချင်ငယ်နဲ့ကနံပါတ်၄၅၆ပဲဖြစ်ပါတယ်အဲ့ဒီမှာကျတော့နံပါတ်၄မှာဆိုရင်အောက်ပါနမူနာဇာတ်ကောက်ကိုလေ့လာရေးပေးထားသည့်ဇာတ်ကောက်တို့ကိုလိုအပ်သောကိန်းတို့ဖြစ်ပါတဲ့ပထမဆုံးကနံပါတ်ကာကြီးပေးထားရယ်နံပါတ်ကာကြီးမှာသူကနော်ဒီမှာဒီဒီကိန်းမြင့်တစ်ခုနော်လေယာလိုက်နဲ့ဒါလိုက်မြင်းတစ်ခုစုံတဲ့နေရာမှာအပေါင်းပေးထားရယ်ဒါဆိုရင်အဲ့ဒီအလျာနဲ့ဒေါင်းလိုက်နဲ့စုံတဲ့နည်းမျိုးကိုဆိုတော့ပေါင်းပေးရမှာနော်နည်းမျိုးကိုပေါင်းပေးရမှာ ။အဲ့ဒါဆိုကျွန်တော်ကအအစုံဆုံးပေါ့နော်အပေါ်ဆုံးမြင်းနဲ့ဒီဘေးဆုံးမြင်းကိုပေးထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့ကမလဲဆိုရင်ပေါင်းမိရမှာနော်။ဒီကေလို့အဲ့လိုမပေးပါမပေးထားဘဲနဲ့အတွင်းရဲ့နော်အတွင်းကနားဝယ်ပေးထားမယ်ဆိုရင်ကျွန်တော်တို့ကနှုတ်ပေးရမှာနော်။အပေါင်းဆိုရင်နော်အပေါင်းမှာကျွန်တော်တို့ကဘေးတိတ်နေပရမတန်းနေနော်ပရမတန်းနဲ့ပရမတိုင်မှာပေးထားတဲ့ကနန်းတွေမပေါဘူးဆိုရှင်နော်လေခွက်တွေမှာပေးထားတဲ့ကနန်းတွေဆိုရှင်ကျွန်တော်တို့နှုတ်ပါမယ်။ဥပမာဆိုပထမဆုံးပါဆိုရှင်ကျွန်တော်တို့ကနော် ဗေဒနှစ်ခုပေးထားတယ်ဒီမှာဒီပထမတိုင်မှာဆိုရင်15ရှိရယ်နော်အဲအပေါ်ဆုံးတန်းမှာဆိုရင်ဆိုမှာဟိုနောက်ဆုံးမှာ20ရှိရယ်အဲ15နဲ့20နဲ့ပေါင်းပြီးရခါမှာသူတို့နှစ်ခုနဲ့တန်းတန်းနေရာမှာဆိုမှာ35ကိုထည့်ရတယ်ဟုတ်ပြီနော်အဲ့ဒါကဘာထည့်ရမလဲဆိုလို့ရှိရင်ဆိုတော့ဒီ15နဲ့အရှင်းဆုံးအမဒီပထမတိုင်က15နဲ့အတူတူပါလေပထမတန်းက16နဲ့ဆိုတော့31เนาะအဲ့လိုပေါင်းမယ်နောက်ပြီးတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီမှာ तू ကကျတော့ဒီ တိုင်မတိုင်ရဲ့တန်ဖို့မပေးထားဘူးမပေးထားရဲဆိုတော့အလေသူပေးထားတဲ့အလေကင်းနေရနေပြီးတော့ပရမတန်းမှာရှိတဲ့23.16နှုန်းငါးကျင်တယ်အဲ့9နဲ့16နဲ့ပြန်ပေါ့ရင်21ပြန်ရတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကြတော့ဆိုတော့အဲ့ခုနရထားတဲ့9နဲ့အပေါ်ကတက်လေတန်းမှာရှိတဲ့20နဲ့ပေါင်းတော့25ရတယ်ပေါ့နော်အဲနောက်တစ်ခုကကြတော့ဆိုတော့ဒီမှာနော်ဒီ30နဲ့20ပေါ့နော်ဒီ30နဲ့30ရထားတဲ့တန်းမှာ30နဲ့20သူကအလေတန်းကိုပေးထားတာဖြစ်တယ်ဆိုတော့ 20နဲ့30နဲ့ပေါင်းမှာ30ရမှာဆိုတော့ဒီထဲမှာ10ထည့်လိုက်မယ်။နောက်တစ်ခုကတော့ထမော30နဲ့ဒီမှာပထမတန်းမှာရှိရ16နဲ့ပေါင်းတော့26ရရပါတော့နော်။နောက်တစ်ခုကတော့ဒီမှာ15နဲ့73နဲ့ပေါင်းနော်။15နဲ့33 33နဲ့15နဲ့မှာသူနဲ့တန်းတန်းမှာကြတော့ပထမတန်းမှာကြသူကဘာမှမပေးတာမပေးတာတော့33နဲ့15ကိုနှုတ်လိုက်မယ်ဒါဆိုပထမတန်းက16ကိုရမယ်ဟုတ်ကဲ့ပြီးကြလို့ရင်ဆိုတော့အဲ့9နဲ့16နဲ့ကစုံတဲ့နေရာမှာဘယ်လောက်ရတော့10နဲ့16နဲ့စုံတဲ့ခါမှာ28ရမယ်9နဲ့16နဲ့စုံတဲ့ခါမှာ23ရတယ် ဟာရမလေးတွေ့ရမှာပါမြောက်ခဝီလေးအဲ့တိုင်းပါပဲကျွန်တော်တို့နော်ပထမဆုံးသူကတန်းနဲ့တိုင်နဲ့မှဈေးပန်းပေးထားဘူးနော်မပေးထားတော့ဘာဝင်စမလဲဆိုလို့ရှိရင်နော်ဒီ၄၀နှစ်အမြောက်ပေးရတယ်အမြောက်ဆိုရင်ဆမ်မောကဒီပထမတိုင်နဲ့ပထမတိုင်နဲ့ပေးထားရင်တော့မြောက်ပါပထမတိုင်နဲ့ပထမတိုင်နဲ့မပေးထားဘူးနဲ့အလဲကဲကိုပေးရရင်ဆမ်မောစားရမှာဟိုတော့၄၀နှစ်ကိုအပေါ်ဆုံးကတန်းက၃၀ဆိုင်တဲ့ခါမှာ၁၄ရယ်အဲ့တစ်ခုကိုသူတို့နှစ်ခုနဲ့တန်းနဲ့မှာ၁၄ကိုရေးမယ်ဟုတ်ပြီနော်နောက်တစ်ခုကလည်းအတိုင်းပဲဒီမှာနော် ဒီ180ကိုဘောက6နဲ့စားလို့ရှိရင်20သူတို့နဲ့တန်းတက်မှာသဘော20ကိုရေးလိုက်ဒါဆို20နဲ့6နဲ့ပြန်ပြအောင်180နော်ဟုတ်ပြီနောက်တစ်ခုက60ကကြာပါတော့ဒီ20နဲ့3နဲ့မြောက်တာဘောသူကတန်းလည်းရှိတန်းလည်းရှိရတိုင်လည်းရှိရ20နဲ့3နဲ့သူတို့နှစ်ခုစုံတဲ့နေရာမှာသဘောဘာထည့်ရလဲဆိုရင်60ကိုထည့်ပြရတယ်နောက်တစ်ခုကကြာဆမကဒီ14နဲ့9နဲ့စုံတဲ့နေရာသူတို့နှစ်ခုကလည်းတန်းနဲ့တိုင်နဲ့ပေးရပြီဆိုရင်နှစ်ခုကိုမြောက်ပေးလိုက်ရင်196ရတယ်ဟုတ်ပြီနော်တန်းနဲ့တိုင်နဲ့ပါရင်မြောက်ပါမယ်နော်နောက်တစ်ခုကကြာဆမက14နဲ့ ီ130ကို140နဲ့ဆိုင်ရင်ကျွန်တော်တို့15ရပါတယ်။ဟုတ်ပြီနော်။နောက်တစ်ခုကကျတော့ကျွန်တော်တို့အဲ့ဒီအပေါ်က15နဲ့20နဲ့ကိုမြောက်ပြီးတော့သူတန်းအောင်တိုင်အောင်ပေးလိုက်တယ်။နှစ်ခုကိုမြောက်ရင်300ရရပါဘူးနော်။ဟုတ်ပြီ။သူကမြောက်တန်းနဲ့တိုင်နဲ့ပေးလိုက်ရင်မြောက်ရုံပဲနော်။ကျွန်တဲ့ဟာရကျကျွန်တော်တို့တန်းနဲ့တိုင်နဲ့မရှိရကျကျွန်တော်တို့စားရမှာပေါ့။ဟုတ်ပြီနော်။ဒါဆိုရင်ဒီမှာ90နဲ့80နဲ့မှာဆိုရင်တို့ရမှာဒီမှာတိုင်ပထမတိုင်မှာနည်းမမပေးတော့ဘူး။ပေးတော့90နှစ်ကိုကို90နှစ်ကို90ဆိုင်ကို80ဒီ90ဆိုရှေ့ရတယ်။ ရှင်းနဲ့ကိုယ်ထက်ပြင်ပြအဲ့ဒီ90နှစ်ပြင်ရအောင်နော်ဒါစားရမယ်ဒါဆိုရင်ရှင်းသုံးနေရကြတော့ရှင်းနဲ့သုံးနေရကြတော့ဆိုတော့တန်အောင်တန်အောင်ရှိရတဲ့24ဟုတ်ပြီနော်ဒီ15နဲ့ရှင်းနဲ့ကိုလည်းဒါပေမဲ့တန်အောင်တန်အောင်ဆိုတော့မျှလိုက်မယ်15ရှိပြီ120ဟုတ်ပြီနော်နမကငယ်လေးအဲ့ဒီတိုင်းပဲဆိုတော့မျှောက်ကမှနမခောက်ဦးနဲ့တူပဲအဲ့ဒီမှာ तू ကဟမ်ဒီမှာ90နဲ့10နဲ့ကကြတော့10နဲ့တိုင်နေဖြစ်တယ်ဆိုတော့ तू နဲ့10နဲ့မှာ90ကိုကြီးလိုက်မယ်ဟုတ် အဲ၃နဲ့တစ်ဆင်တော့ရင်းသွင်းရမယ်နော်၃နဲ့တစ်ဆင်တွေကတန်အောင်တန်အောင်ရှိရဲမျှောက်လိုက်မယ်30ဒီ30နောက်ကအောက်ကကင်းရလဲ60ဒီ60ဟုတ်နော်ဒါဆိုတန်တဲ့တိုင်းနဲ့ရပါပြီဟုတ်ပြီနော်နောက်တစ်ခုကကျတော့ကျမတို့ကဒီမှာစားရမယ်ပေါ့ तू ကတက်ပထမတစ်ခွက်မှာတန်မပေးထားဘူးတိုင်မပေးထားတိုင်ရ3ဒါကအလေခွက်ပေးထားရဲဆိုဆမောစားမယ်ဆောင်းအောင်လုံးနဲ့စားတဲ့ခါမှာ900ရတယ်ဒါသိရင်တန်းမှာဆမောတော့9ရေးလိုက်မယ်နော်အဲနောက်တစ်ခုကကျတော့ဆမောတို့ကဒီ9နဲ့9နဲ့ကကျတော့တန်းနဲ့တိုင်နဲ့ပေးထားဆိုမျှောက်လိုက်မယ်45ဟုတ်နော် ဟုတ်ပြီနောက်တစ်ခုကကျစမတို့ကဒီမှာဒီ135နဲ့6နဲ့ပဲရှိတယ်အဲ့ဒါကိုစမတို့က135ကို6နဲ့ဆိုင်မှာသူက10နဲ့တိုင်နဲ့တန်းလိုနေရဖြစ်တဲ့ကြဲစမတို့က135ကို6နဲ့ဆိုင်တော့15ရရဒါဆိုတန်းက15ပေါ့နော်ဒါကိုတန်းလို့ခေါ်တယ်ပေါ်သုံးမျိုးတန်းလို့ခေါ်တယ်ဘေးမျိုးကြတိုင်လို့ခေါ်တယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကျတော့လဲစမတို့ဒီမှာ60ကိုဒီမှာ15နဲ့ဆိုင်ရတဲ့ခါမှာ600ရရပေါ့နော်ဒါသူကကျတော့ဘာလဲပထမတော့ရှိတော့တန်းကိုချရရပြီအလေကိန်းလေးပေးထားတယ်ဆိုတော့တိုင်လိုချင်တာဖြစ်တဲ့ကြဲစမတို့ကတော့ဒီ60 တဲ့ဆိုတော့600ရတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကြတော့ဆိုတော့695နဲ့တန်းနဲ့တိုင်နဲ့ပြည့်တယ်မြက်တဲ့တခါမှာ30ရတယ်ဟုတ်ပြီနောက်တစ်ခုကလည်းတိုင်ပဲ6တန်းနဲ့တိုင်နဲ့690နဲ့ပြည့်တယ်တူမြက်တဲ့နဲ့မှာ60ແລະປີຈາກນີ້ມາ35ນະຈາກແລ້ວສະມໍຕະນະມາຈາກ45ເນາະແລ້ວລະດຸກວ່າແລ້ວອັນໃດແມ່ສະມໍດາຈາກໂຕວ່າຈາກປ້ອງມາເນາະປ້ອງມາສະນັ້ນຕານະຕາຍນະໄປໄດ້ໃຫ້ປ້ອງແມ່ຕານະຕາຍນະບໍ່ໄປໄດ້ແບບນະເນາະຕ້ານໂອລູຈິນຫນົ່ມແມ່ຕ້ານໂອລູຈິນແລ້ວຫນົ່ມເນາະດັ່ງນີ້ປະມາດໂຕທີ່ມາ နော်ပြမလို့ဆိုမှတော့ဒီမှာ၄နဲ့၉နဲ့ကတန်းတဲ့တိုင်းနဲ့ဆိုပြီးတော့ပေါင်းတာ33ရရပါတော့နောက်တစ်ခုကတော့16နဲ့၉နဲ့ပေါင်းရင်25ရရဟုတ်ပြီနောက်တစ်ခုကတော့ဆိုမှတော့ဒီမှာသူကတန်းမပေးတာကိုတိုင်တဲ့အလေကိန်းနဲ့ပေးတာဖြစ်တယ်ခုနှစ်ထဲက၄လို့ဆိုတော့3ရရနော်အဲ့ဒါနှုတ်ပါမှာပေါ့ပေါင်းခိုင်းနှုတ်ပါမှာနော်နောက်တစ်ခုကဒီမှာ16နဲ့၃နဲ့ပေါင်းတော့ဆို19ရရပေါ့ဟုတ်နော်နောက်ကဒီ43နဲ့16နဲ့ကြာ43တဲကသူကတမ်းမပေးတာဘူးနော်ဘွာတက်တဲ့သူတို့နှစ်ခုရဲ့တက်တဲ့မှာတမ်းမပေးရတဲ့43နဲ့16ဝန်းတော့မယ် 29ရရအောင်နော်ဒါဆိုရင်ဟို4နဲ့29နဲ့ပေါင်းဟောဒီမှာနော်ဒီ59ဒီ59ရရ29လို့ဒါဘလောက်ရရ32ရရအတွက်တိုင်မပေးထားရတဲ့ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကျစမ32နဲ့3နဲ့ပေါင်းတော့35ရရ32နဲ့9နဲ့ပေါင်းတော့42ရရနောက်က4နဲ့29နဲ့ပေါင်းတော့ကျမတို့က32ရပါတယ်ခဲ့ဒါဆိုရင်နံပါတ်၄ပြီပေါ့နော်နံပါတ်5ကတော့ဖြောက်ရကုန်တရီကိုအသုံးပြုပြီးတော့တဲ့အောက်ပါရိတမှုများကိုရှာပါတဲ့တရားတိအမြောက်15 တရားတွေကိုကျွန်တော်ဖျက်ဝင်ရနည်းနဲ့သုံးမယ်ဆိုရင်တရားနဲ့တင်းနဲ့ပေါင်းလိုက်မယ်ပေါ့နော်။အဲဒီတရားနဲ့တင်းနဲ့ပေါင်းမယ်။နောက်က15နဲ့မြောက်မယ်ဆိုရင်15ကတရားကိုသွားမြောက်မယ်။နောက်နောက်က15ကတစ်ကိုလည်းမြောက်မယ်။15ကိုတရားနဲ့မြောက်တော့1500ရပြီပေါ့15တက်လေးရ15 1500နဲ့15နဲ့ပေါင်းတော့1535ရပါတယ်။နောက်ကနမခဝေက1000နဲ့မြောက်25ပေါ့နော်။1000နဲ့မြောက်25ဆိုတော့ကျွန်တော်တို့အဲဒီကောင်လည်းဆိုရင်1000နဲ့ကို1000နဲ့နှစ်နဲ့ခွဲမယ်။နောက်25နဲ့မြောက်မယ်။25က1000နဲ့သွားမြောက်မယ်။25ကနှစ်နဲ့သွားမြောက်မယ်ပေါ့။ 25000လေးရ25000ရပြီးတော့25000လေးရ90ရပါတယ်25000နဲ့90ကိုပေါင်းတဲ့ခါမှာ25000နဲ့90ရရှိပါတယ်ဒါတကူကနံပါတ်6ပါနံပါတ်6ကအဘတော်ကိုဖျက်ပြရကုန်သတိသုံးရဖြည့်ရှင်းမှာတဲ့အဲဒါနံပါတ်ကကြီးမှာကြီးနော်3မြောက်ကို plus နော်အမှပေးထားရဲ့တွန်ကွင်းနေလက်သေးကွင်းနေပေးထားရဲ့ပထမဆုံးဆောင်ကလက်သေးကွင်းဝင်ဆုံးရှင်းမယ်လက်သေးအတွင်းထဲမှာရှိတဲ့ဟာကိုဖျက်ဝင်ရကုန်သတိသုံးရဖြည့်မယ်ဆိုရင်ကျမတို့က ကိုကိုကသုံးကိုလည်းမြောက်တယ်ကိုကရှစ်ကိုလည်းမြောက်တယ်ဒါကြောင့်မို့ဆမကိုကိုပုံထုတ်မယ်သုံးနှစ်ရှစ်ကိုခွင်းနဲ့မှထင်တယ်သူကအစားတက်ကတော့အစားတက်ပဲပေါ့နော်ဒါဆိုရင်ဆမတို့ကတော့သုံးနှစ်ရှစ်နဲ့ပေါင်းတော့စတိရတယ်စတိနဲ့ကိုနဲ့မြောက်တော့စတိကိုလီ90ကို90ကိုစတိနဲ့စားတဲ့ခါမှာဆမတို့ကကိုရတယ်ပေါ့နော်စတိကိုလီ90နမခဝေလည်းအဲ့တိုင်းပဲနမခဝေမှာဆိုရင်တစ်စက်နှစ်အမြောက်သုံးပါတော့အမ73အမြောက်73ရဲ့ကိုအမြောက်73အဲ့ဒါဆိုနောက်ကတဝင်းတဲ့ဟာကိုရှင်းတဲ့အခါမှာ စက်သုံးဘုံတဲ့ခါမှာစက်သုံးအပေါင်း6ဆိုရွေးကျန်ပါတယ်။ဟုတ်ကဲ့နော်။820နဲ့စက်သုံးတဲ့ကိုမျှတဲ့ခါမှာ286ရရနော်။ဒါသိရေကိုဂွနဲ့အဝေးဆုံးရှိခါမှာစက်သုံး6လီယာတို့ကစက်သုံးနဲ့6နဲ့ပေါင်းပါဘူးနော်။နော်စက်သုံးနဲ့ကိုနဲ့ပေါင်းတဲ့ခါမှာ20နီးရတယ်။နောက်က70နဲ့ပြင်ပြအမြောက်ဖြစ်နေရပါအပေါင်းပေါ့နော်အဲ့ဒီနေရာ။ဟုတ်ပြီ။အဲ280 20နီးနဲ့70နဲ့ပြောတဲ့ခါမှာစပေါ့ဘလာလာ286ပဲရတယ်။ နော်ဒီနေ့ဆိုင်ညာ66ကျောင်းညာ66ကျောင်းနဲ့စားလို့ရှိရင်ဆိုတော့တည်ရရမှာနော်ဓမ္မကငယ်ကကျတော့လက်အတိုင်းပဲ600ခွင်းမှာဆိုလို့ရှိရင်ကျွန်တော်ခုံးနည်းကိုပုံထုတ်တော့9နဲ့၄နဲ့ကိုခွင်းနဲ့မှာရေးမယ်နောက်ကနောက်ကတဝင်းနဲ့မှာအတိုင်းပဲကိုယ့်ကိုပုံထုတ်တော့3နဲ့၄နဲ့ကိုခွင်းနဲ့မှာရေးမယ်ဒါပြင်9နဲ့၄နဲ့ပေါင်းတော့9နော်နောက်က3နဲ့၄နဲ့ပေါင်းတော့9ဒါပြင်9ခွင်းနဲ့၄က60တော့9ခွင်းကို၄က60တော့63 63နဲ့စားတဲ့အခါမှာကျွန်တော်တည်ရရမှာနော်ဟုတ်ပြီဒါကတော့ကျေးဇူး လေးချင်ငယ်တိသမပြည်လဲလေးချင်ငယ်ရဲ့နော်နောက်ဆုံးဖို့ပဲဖြစ်ပါတယ်အားလုံးမဲဆုံးဖြတ်ကြည့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်